အလုံးမဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်စာအုပ်လေးကတော့ဂျွန်စီမတ်ဆွဲရေးသားထားတဲ့ How Successful People Think ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ကမ္ဘာတဝန်းကအအောင်မြင်ဆုံးလူတွေမှာတူညီတဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့သူတို့ဟာတမယိုးချမဟုတ်တဲ့နီလန်းတွေနဲ့ကိုပိုင်လမ်းကြောင်းကိုဖန်တီးရကြတာပါပဲ။လမ်းကြောင်းတက်ဖောက်ထွက်ပြီးကိုပိုင်လမ်းကိုရှောက်လန်းရတဲ့အခါတခါတရံမှာအထီးချန်ဆန်နိုင်ပါတယ်။ လူဆိုရာတဘာဝအဖြစ်အပေါင်းအသင်းနဲ့နေလိုတဲ့တတ္တဝါမျိုးဖြစ်ပြီးပေါင်းတင်ဆက်ဆက်ရေးအစဉ်ပြေဖို့အတွက်လက်ခံနာတဲ့အယူအဆတွေအတိုင်းလိုက်နာကြလေးရှိကြပါတယ်။ဒါပေမဲ့တမယိုးကြအယူအဆတွေကိုစန့်ကျင်ပြီးကိုလန်းကိုဖောက်ထွက်တဲ့အခါမိတ်ဆွေအပေါင်းအသင်းအများကြီးရချင်မှရပါလိမ့်မယ်။ဒါပေမဲ့လူတိုင်းသာသူတို့ရဲ့ထူးခြားတဲ့အကြံဉာဏ်တွေကိုကိုယ့်ဘာသာကိုသိသိထားမယ်ဆိုရင် အခုချိန်မှာကျွန်တော်တို့ဘေကိုရောက်နေပြီလဲဆိုတာကိုစဉ်းစားကြည့်ပါတကယ်တော့လူတိုင်းဟာဖန်တီးမှုရှိရှိ တွေးခေါ်ဖို့တင်ယူနိုင်ပါတယ်မှန်ကန်တဲ့ဤစနစ်တွေကိုသိရှိပြီးလေ့ကျင့်မှုအနည်းငယ်ပြုလုပ်ရုံနဲ့လုံလောက်ပါတယ် General Electric ရဲ့ CEO ဖြစ်သူ Jack ဟာသူ့ရဲ့ဝန်ထမ်းတွေကိုလက်ရှိ ဖောက်တယ်ရီနဲ့ဆက်ဆံရေးဟာတဦးချင်းအယောင်ပမာဏထက်ပိုအရေးကြီးတယ်လို့ပုံမှန်ပြောလို့ရှိပါတယ်ဘာကြောင့်လဲဆိုတော့ ရေရှိမှအောင်မြင်မှုအတွက်တခါတလေအသေးစိတ်ကိစ္စတွေကိုခဏဘေးဖယ်ထားပြီးပိုကြီးမားတဲ့အမြင်ကိုကြည့်ဖို့လိုအပ်တယ်ဆိုတာကို သူသိလို့ပါပဲ။ဒါဆိုရင်အမြင်ကျဲတဲ့တွေးခေါ်မှုပုံစံကိုဘလို့စတင်လေ့ကျင့်ယူနိုင်မလဲ။အမြင်ရန်တင်ယူလေ့လာနေခြင်းဖြစ်ပါတယ်။အမြင်ကျဲသူတွေဟာအမြင်ရန်တင်ယူလေ့လာဖို့အခွင့်အရေးတွေကို ရှာဖွေနေကြပါတယ်။သူတို့ဟာ ခရီးတွေသွားတာ လူသစ်တွေနဲ့တွေ့ဆုံလာတဲ့ကျွမ်းကျင်မှုအသစ်တွေကို လေ့လာတာတွေကသူတို့အတွက်အမြင်တက်ကြွလှုပ်ရှားနေတတ်ကြပါတယ်။ဆိုင်ရီသူဟာနေ့စဉ်သူ့ရဲ့အချိန်စရာကိုကြည့်ပြီးဘယ်အရာတွေကနေသင်ယူလေ့လာနိုင်မလဲလို့ကိုကိုကိုမေးလေရှိပါတယ်။တင်ကန်းစားရနိုင်မဲ့အလုပ်တွေကိုမှတ်သားပြီးတာနဲ့စိတ်ကိုအမြဲတမ်းအသင့်အနေထားဖြစ်အောင်ပြင်ဆင်ထားပါတယ်။အဲ့ဒီလိုလှုပ်ခြင်းအားဖြင့်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကို ပိုပြီးလက်ခံနိုင်ဖို့အထောက်အကူဖြစ်စေပါ၏အငင်းကျဲသူတယောက်ဖြစ်လာဖို့ကြိုးစားအားထုတ်တာက တခြားသူတွေရဲ့ကဘာကိုဘလို့မြင်လဲဆိုတာကို သိရှိစေနိုင်တဲ့အတွက် အရေးကြီးပါ၏တနည်းအားဖြင့်ပြောရရင်တဖက်သားကိုပုံမူစာနာတက်လာစေပြီးဆက်ဆံရေးတွေအတွက်လည်းကောင်းမွန်ပါတယ်။တင်ရဲ့ဖောက်တယ်တွေအင်းထောင်ဖက်တားသမီးတွေဒါမှမဟုတ်မိတ်ဆွေတငယ်ချင်းတွေပဲဖြစ်ဖြစ်ပဝင်းချင်းကလူတွေကို စာနာနားလည်ခြင်းက သူတို့ဘာလို့ချင်လဲဘာလို့အပ်လဲဆိုတာကိုသိရှိနားလည်စေဖို့ကူညီပါလိမ့်မယ်။အမြင်ကျဲခြင်းကနောက်ဆုံးမှာတော့တင့်ရဲ့ကိုကျိုးစီးပွားတွေကိုကြော်လွန်ပြီးတခြားသူတွေရဲ့အချိုးကိုပါထဲ့သွင်းစစနိုင်ဖို့ကူညီပေးပါတယ်လို့စာရေးသူကဆိုပါတယ်။လက်တွေ့ဘဝဆိုတာဘာလဲဆိုတာကို တွေးပြီးစိုးရိမ်မနေပါနဲ့။ဒါကဒသနိကဗေဒဆိုင်ရာဟောပြောပေးမဟုတ်ပါဘူး။ တကယ်တော့အဖြေကရိုးရိုးလေးပါပဲလက်တွေ့ဘဝဆိုတာတင်းရဲ့ဆန္ဒတွေနဲ့လောကကြီးရဲ့လက်ရှိအခြေအနေကြားကကွာခြားချက်ပဲဖြစ်ပါတယ်လက်တွေ့ကမ္ဘာမှာအောင်မြင်ခြင်းနဲ့ဆိုရင်စိတ်ကူးအိမ်မက်တွေကိုခဏဖယ်ထားပြီးလက်တွေ့ကြကြစဉ်းစားတွေးခေါ်ဖို့လိုပါတယ်ဒါကပန်းနိုင်တွေချမှတ်ပြီးအဲ့ဒီပန်းနိုင်တွေကိုရောက်ရှိအောင်ကုညီပေးမဲ့နည်းပြဟာတွေကိုရေးဆွဲဖို့လိုအပ်တယ်ဆိုတဲ့အတိတ်ပဲပါပဲ။ လက်တွေ့မကျတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်အကြောင်းကိုစဉ်းစားကြည့်ပါသူ့ကုမ္ပဏီရဲ့အနာဂတ်အပေါ်အကောင်းမြင်စိမ့်နဲ့မျှော်လင့်ချက်တွေအပြည့်ရှိနေပါတယ်ဒါကကောင်းမွန်တဲ့စိတ်နေစိတ်ထားဖြစ်ပေမဲ့တည်တနာတစ်ခုရှိနေပါတယ်သူ့မှာမဟာဖြူဟာမရှိပါဘူးမဟာဖြူဟာမရှိတဲ့အခါသူ့ရဲ့ကုမ္ပဏီဟာကျရှုံးဖို့များပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့သူဟာကြရှုံးတဲ့စီးပွားရေးလုပ်ငန်းရှင်တအူဖြစ်သွားပါလိမ့်မယ် စန့်ကျင်ဘက်အနေနဲ့လက်တွေ့ကြကြသွေးခေါ်ခြင်းကတော့ထူးချွန်တဲ့ခေါင်းဆောင်မှုကိုရရှိစေပါတယ်။ဘာလို့လဲဆိုတော့အခက်ခဲတွေကသင်ရဲ့ရှိမှန်းချက်တွေကိုရှင်းရှင်းလင်းလင်းသိမြင်စေပြီးအဲ့ဒီကိုရရှိဖို့အတွက်လုံဆောင်ရမယ့်အစီအစဉ်တွေကို ပေါ်လွင်စေလိုပါပဲ။လက်တွေ့ကြကြတွေးခေါ်ခြင်းကအရာရာကိုရိုးရှင်းစေဖို့လည်းကူညီပေးပါတယ်။မလိုအပ်တဲ့အသေးစိတ်တွေ အတူအယောင်မျောလင်းချက်တွေနဲ့စိတ်ကူးရဲ့အိမ်မက်တွေကိုဖယ်ထုတ်လိုက်တာကတင့်ကိုပိုပြီးခရီးရောက်စေပါတယ်။ဒါပေမဲ့တင်ဟာလက်တွေ့တမာမဟုတ်ပဲအကောင်းမြင်တမာတယောက်ဆိုရင်ရောဘယ်လိုလုပ်မလဲ။ဒါဆိုရင်အချက်လက်တွေကိုတိအောင် လုပ်ထားရပါမယ်။ဥပမာအားဖြင့်တင်ဟာလုပ်ငန်းချဲ့ထွင်မှုအတွက်စဉ်းစားနေတဲ့လုပ်ငန်းကောင်းဆောင်တဦးဖြစ်တယ်ဆိုရင်တင်ရဲ့ဝင်ငွေတွေမရှိတော့တဲ့အခါဖောက်တဲ့ကပတ်စံမပေးတဲ့အခါ ဒါမှမဟုတ်တင်လောက်ကနေတဲ့ဈေးကွက်ပြိုလဲသွားတဲ့အခါမျိုးမှာဘာလို့ရမလဲဆိုတော့ကို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 မိခွန်းထုတ်ကြည့်ပါဒီလိုအခြေအနေရင်းနဲ့ပတ်သက်ပြီးသူတေတနာလှုပ်ဖို့အချိန်ပေးပါအချက်အလက်မပြည့်စုံမဲနဲ့တင်လက်တွေ့ကြကြတွေးခေါ်နေတာတွေဟာအတိပဲရှိမှာမဟုတ်ပါဘူးဒီလိုနောက်ခံအချက်အလက်တွေကိုရှာဖွေနေတဲ့အခါကိုပိုင်အစွဲလန်းတွေဘက်လိုက်မှုတွေနဲ့တဆင့်စကားတွေကို စိတ်ထဲကနေဖယ်ရှားဖို့အရေးကြီးပါတယ် ခမန်းချက်တွေအပေါ်အခြေခံမဲ့အစားအချက်လက်တွေကိုတင်ကိုယ်တိုင်သိအောင်လုပ်ပါဖြစ်နိုင်ချေများရန်ကဒီအခြေအနေကိုတင်တယောက်တည်းရှင်းဆိုင်နေရတာမဟုတ်ပါဘူးအလားတူအခြေအနေတွေမှာတခြားသူတွေဘာတွေလုပ်ခဲ့လဲဆိုတာကိုကြည့်ချင်အဖြစ်အများကြီးသိယူနိုင်ပါတယ်စာရေးသူကတော့သူ့ရဲ့အကောင်းဆုံးတွေးခေါ်မှုအချို့ကိုတခြားသူတွေစီကနေလက်ဆင့်ကမ်းယူခဲ့တာလို့ဆိုပါတယ် ဘာလို့ပဲလို့လို့ဖန်တီးနိုင်စွမ်းရှိခြင်းကအလွန်တန်ဖိုးရှိတဲ့ပညာရဲ့တစ်ခုဖြစ်ပါတယ်။အိုင်စတိုင်းကစိတ်ကူးစိတ်တန်းဟာအသိပညာထက်ပိုအရေးကြီးတယ်လို့တချင်ကပြောခဲ့ပူပါတယ်။သူပြောတာမှန်ပါတယ်။သင်ရဲ့အကြံဉာဏ်တွေဟာကုမ္ပဏီတွေကသင်ရဲ့အခန်းကဏ္ဍဒါမှမဟုတ်ရှာထူးတဲ့အများကြီးပိုအရေးပါပါတယ်။ဒါပေမဲ့အိုင်စတိုင်းကပါရမီရှင်တယောက်ဖြစ်တာကြောင့် ူအတွက်ဖန်တီးမှုရှိတဲ့တွေးခေါ်ခြင်းဆိုတာဒုတိယသဘာဝလိုပါပဲလူတိုင်းအတွက်တော့ဒီအတိုင်းဖြစ်ချင်မှာဖြစ်မှာပါဒါပေမဲ့တင်းရဲ့ဖန်တီးနိုင်စွမ်းကိုမြင့်တင်ပေးနိုင်မယ့်နည်းလမ်းတွေရှိပါတယ်ပထမဆုံးမှတ်ထားရမယ့်အချက်ကတော့ဖန်တီးနိုင်စွမ်းဆိုတာငွေရင်းအကြံဉာဏ်ကောင်းတဲ့အညာကြီးရှိနေတာကိုပဲဆိုလိုတာမဟုတ်ပါဘူး ရွေးချယ်စရာပိုများတဲ့အရာတွေကိုရိုးရိုးရှင်းရှင်းစဉ်းစားချက်အပြင်ဖန်တီးမှုရှိရှိ တွေးခေါ်တာကနေစတင်နိုင်ပါတယ်။ဖန်တီးနိုင်စွမ်းရှိသူတွေရဲ့ထူခြားချက်ကတော့ဖြစ်နိုင်ခြေရှိတဲ့အရာအလုံးကိုထည့်သွင်းစဉ်းစားထားခြင်းဖြစ်ပြီးဒီလိုလောက်ဆောင်ခြင်းကစိတ်ကူးတွေကိုပိုပြီးလုံဆော်ပေးပါတယ်။ဒါကြောင့်တဲ့မှာကောင်းမွန်တဲ့အကြံဉာဏ်တစ်ခုရှိရင်ဘလို့အပြားလဲတွေလုံရင်ပူကောင်းလာမလဲဆိုတာကိုကုတ်ကူမိကွန်းထုတ်ကြည့်ပါ ဒီလိုလှုပ်ဆောင်တာကဘာလို့အရေးကြီးလဲဆိုတော့အကောင်းဆုံးတွေးခေါ်နိုင်တဲ့သူတွေဟာအဖြစ်တစ်ခုတည်းကိုပဲရှာဖွေနေတာမဟုတ်ပဲအများကြီးတဲ့ကနေအကောင်းဆုံးအဖြစ်ကိုရှာဖွေနေလိုပါပဲတင်ရွေးချယ်ထားတဲ့အဖြစ်ကအဆင်မပြေခဲ့ရင်တော့အရင်အစီအစဉ်တစ်ခုကအဆင်တင်ရှိနေပါလိမ့်မယ်လူအများနဲ့အတူရောရောင်ပြီးသူတို့ရဲ့အမြင်တွေကိုပေါ်ပေါ်ဆဆလက်ခံလိုက်ဖို့ကလွယ်ကူပါတယ်ကိုယ်တိုင်တွေးခေါ်တာကအငြင်းရှိတဲ့ကိစ္စတစ်ခုဖြစ်နိုင်ပါတယ် တချိန်ကအများလက်ခံခဲ့တဲ့ကဘာကြီးဟာစကြဝဠာရဲ့ဘဟုဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်ကိုစဉ်းစားကြည့်ပါသူခေအခါကအဲ့ဒီအယူအဆကိုမိခွန်းထုတ်ရင်ယူသွတ်တယ်လို့လူတိုင်းနှိပါကထင်ခဲ့ကြပါတယ်ဒါပေမဲ့စကြောရာစုမှာနခတဗေဒပညာရှင်တဦးရောက်ရှိလာပြီးကျွန်တော်တို့ရဲ့နေအဖွဲ့အစည်းဟာနေကိုဘဟုပြုတ်ပြီးလှည့်ပတ်နေတယ်ဆိုတာကိုတင်ချာနည်းအရသက်တည်ပြခဲ့ပါတယ် ဒါကြောင့်အချားသူတွေရဲ့ယူဆချက်တွေကိုမိခိုနေတဲ့အချင်းကိုဘလို့ဖြောင်းနိုင်မလဲဆိုရင်တော့ရိုးရောင်ပြီးလက်မခံခင်ကိုရိုင်းတေချာစန်းစားတဲ့အလေးအချင်းကို ပြိုးထောင်တာပဲဖြစ်ပါတယ်။လူကြိုက်ညာတဲ့အရာတွေထက်အချားပေဟာက အကောင်းဆုံးလဲဆိုတာကိုစတင်စန်းစားတာနဲ့တင်ဟာအောင်မြင်မှုစီကိုရောက်ရှိဖို့အတွက်ကောင်းမွန်တဲ့လမ်းကြောင်းပေါ်ကို ရောက်နေပါပြီ။ ကျွမ်းကျင်မှုအသစ်တစ်ခုကိုတင်ယူမယ်ဆိုရင်ဘယ်လိုလုပ်မလဲကိုဘကိုအချိန်ပေးပြီးလေးလာမှလားဒါမှမဟုတ်အဲ့ဒီအကြောင်းကိုတိနာနဲ့တဲ့သူတယောက်ကိုအစအဆုံးတင်ပေးဖို့တောင်းဆိုမလားအကယ်၍တင်ဟာ ပထမနီလန်းကို ရွေးချယ်နိုင်ချေများတဲ့ဆိုရင်ပြန်စစကြည့်ဖို့အချိန်တန်ပါပြီဟင်းချက်နီအသစ်တစ်ခုတင်တာပဲဖြစ်ဖြစ်ဂေါ့ဖ်ရက်နီကိုပိုပြီးကျွမ်းကျင်အောင်လုပ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဆော့ဝဲအသစ်တစ်ခုကိုကျွမ်းကျင်အောင်လေးလာတာပဲဖြစ်ဖြစ် အတွေ့အကြုံရှိတဲ့သူတယောက်စီကနေတင်ယူတာကပူပြီးမြန်ဆန်လွယ်ကူပါလိမ့်မယ်။ပူပါလှုပ်ဆောင်ခြင်းဟာတီထွင်ဖန်တီးမှုရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။အတူတကွတွေးခေါ်တာဟာတယောက်တည်းတွေးခေါ်တာထက်အမြဲတမ်းပိုကောင်းတဲ့ရှားလက်ကိုရရှိစေပါတယ်။ဒီအချက်ကယုံကြည်မရှိဘူးလို့ထင်ရနိုင်ပါတယ်။ဘာလို့လဲဆိုတော့ထူးချွန်တဲ့အတွေ့အခေါ်ရှင်တွေကို တကူတဲ့အထူးကြံစွာနေထိုင်တတ်တဲ့သူတွေအဖြစ် ပုံဖော်လေးရှိလိုပါပဲ။ ဒါပေမဲ့အဲ့ဒါကမမှန်ပါဘူး။တီထွင်စမ်းတက်တဲ့အောင်မြင်မှုတွေဟာတဦးရင်းလုံးဆောင်လို့ဖြစ်လာတာမဟုတ်ပဲလူတွေစုပေါင်းလုံးဆောင်မှုရဲ့ရလက်ဖြစ်နေတတ်ပါတယ်။ဘသူစီကနေလာတဲ့စိတ်ကူးပဲဖြစ်ဖြစ်ကောင်းမွန်တဲ့အကြံဉာဏ်တွေဖြစ်ရင်အမြဲတမ်းလက်ကမ်းကျဆိုရပါမယ်။ဒါဟာကိုယ်ပိုင်အစွဲလမ်းတွေကိုဖေရှားပြီးလူတွေရဲ့စကားအသံကိုစိတ်ပါဝင်စားစွာနားထောင်ဖို့လိုတယ်ဆိုတဲ့အထိပ္ပယ်ပါပဲ။ အကြံဉာဏ်တစ်ခုဟာသင်ရဲ့ taxi driver စီကဒါမှမဟုတ်သင်ရဲ့ကလေးတွေစီက ဖြစ်နိုင်ပါတယ်။အရေးကြီးတာကတော့သင်ကလက်ခံနိုင်စွမ်းရှိနေမှအဲ့ဒီအရာတွေကိုသိနိုင်မှဖြစ်ပါတယ်။ဒါအပြင်ရှင်ပြန်လိုတဲ့စိတ်အစားပူပေါင်းလိုတဲ့စိတ်ကိုမွေးမြူဖို့ကလည်းအရေးကြီးပါတယ်။ပူပေါင်းဆောင်ရွက်တယ်ဆိုတာအခြားသူတွေကိုကြော်လွှားဖို့ထက်သူတို့ရဲ့စိတ်ကူးစိတ်တန်တွေကိုဖြည့်ဆည်းပေးဖို့ရည်ရွယ်တဲ့အခါဖြစ်ပေါ်လာတာပါ။ ဒါကြောင့်နားတဲ့ချိန်လှုပ်ဖို့ကင်ဖက်တွေနဲ့အစည်းဝေးလုပ်တဲ့အခါကိုကျိုးအတွက်ရှေ့ရောက်ဖို့ကိုပဲအာယုံမဆိုင်ပါနဲ့အဖွဲရဲ့ရှီမန်ချက်တွေကို အောင်မြင်အောင်လှုပ်ဆောင်ဖို့ကြိုးစားပါလို့စာရေးသူကဆိုပါတယ်အခုဆိုရင်တော့ဂျွန်စီမတ်ဆွေရေးသားထားတဲ့ How successful people think ဆိုတဲ့စာအုပ်ကိုလေ့လာခဲ့ကြပြီးပါပြီအောင်မြင်မှုဆိုတာစိတ်ညစ်စိတ်ထားနဲ့သက်ဆိုင်ပါတယ် အကောင်းမြင်စိတ်ထားခြင်းရဲ့အကျိုးကျေးဇူးတွေအကြောင်းကြားဖူးပြီးသားဖြစ်နိုင်ပြီမဲ့အဲ့ဒီထပ်ပို့တဲ့အချက်တွေရှိပါသေးတယ်။ကြော်ရှင်ပြည့်စုံတဲ့ဘဝကိုရရှိဖို့ဆိုတာပူပေါင်းလုံးဆောင်ပြီးကိုကျိုးမကြီးတဲ့တွေးခေါ်မှုပုံစံကိုတည်ယူဖို့ပဲဖြစ်ပါတယ်။ဒါဟာကိုတယောက်တည်းရှေ့ကိုတက်လန်းဖို့ကြိုးစားနေမယ့်အစားအခြားသူတွေအတွက်ဘာတွေလုပ်ပေးနိုင်မလဲ။အခြားသူတွေနဲ့ဘလို့အတူတကွလုံးဆောင်နိုင်မလဲဆိုတာတွေကိုမိခွန်းထုတ်ဖို့ပဲဖြစ်ပါတယ်။ ဒီအတွက်စိတ်ကိုဖန်တီးမှုရှိအောင်ပွင့်ပွင့်လင်းလင်းထားရှိဖို့နဲ့အများစုလောက်တလို့လိုက်လောက်တာမျိုးကိုရှောင်ကျင်ဖို့လိုအပ်ပါတယ်။ဒီလိုစတင်လှုပ်ဆောင်လိုက်တာနဲ့သင်ဟာအောင်မြင်မှုအတွက်စိတ်ပိုင်းဆိုင်ရာအရာအစင်တင်ဖြစ်နေပါပြီ။ How successful people think စာအုပ်ရဲ့အနည်းဆုံးမစုကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးပဲကြိုရှင်ချမ်းမြေ့ကြပါစေ။